20 years ahead of anyone else. 也绝不允许任何外来势力欺负、压迫、奴役我们。阿罗蜜明老哇，两位弟弟明阿尼，明天就做瓦的，今朝咪属于尼高，加瓦伊拉。那现在要做嘛？我有种阿对古包包来给瓦的。要话都要你比伢尼，是我要阿古多些尼瓦的。 ရုရှားကယူကရိန်းမှာရက်စက်တဲ့စစ်ပွဲဆင်နွှဲနေပြီးတော့နောက်ကိုရီးယားကအန်ဒီယေရှိတဲ့နျူကလ িয়ার ဆင်ဆောင်မှုတွေကိုပြုလုပ်နေပါတယ်။အဲ့ဒီသုံးနိုင်ငံဟာပစိဖိတ်ရဲ့အနာဂတ်ကိုရန်လိုမှုနဲ့ချုပ်ထွေးမှုတွေပြင်းထန်စေဖို့အတွက်ဆန္ဒရှိနေကြပါတယ်။ဒါပေမဲ့လည်းသမုဒ္ဒရာရဲ့တစ်ဖက်မှာတော့အမေရိကန်နိုင်ငံရှိနေပြီးတော့ဒီလိုမျိုးချုပ်ထွေးမှုတွေပြုလုပ်နေတဲ့နိုင်ငံတွေကိုတစ်ဆက်တည်းနဲ့ဒိတ်ဆိတ်အောင်လုပ်နိုင်စွမ်းလည်းရှိနေပါတယ်။ဒါဟာဒုံးကျင်နဲ့တိုက်ခိုက်တာမျိုးစစ်အင်အားသုံးပြီးတော့မှကျူးကျော်တာမျိုးမဟုတ်ပါဘူး။ ပို့ပြီးတော့မှစမတ်ကြတယ်လို့ပို့ပြီးတော့လည်းတောက်ဆရာကောင်းတဲ့ကိစ္စမျိုးဖြစ်ပါတယ်။အဲဒါကတော့တောင်တရုတ်ပင်လေတွေမှာလုတ်ခဲ့တဲ့အမေရိကန်ရဲ့အထူးစစ်စင်ကြီးတစ်ခုဖြစ်ပါတယ်။တရုတ်နိုင်ငံဟာသူ့ရဲ့နောက်ဆုံးပေါ်အဆင်အမြင့်ဆုံးလင်းရတဲ့တင်ပေါ်ကြီးဖြစ်တဲ့ဖူဂျင်းကို ထုတ်ဖော်ပြသလိုက်တဲ့အချိန်မှာအမေရိကန်ဘက်ကလည်းတကယ်ကိုထူးခြားတဲ့ရင်ကုန်တင်ပေါ်တစ်စင်းကိုထုတ်ဖော်ပြသလိုက်ပါတယ်။ဒီရင်ကုန်တင်ပေါ်ဟာပင်လယ်ကွန်ကဒီဇိုင်းထုတ်ထားတဲ့ပင်လယ်ဘလူးဂျီးလို့ခေါ်ဆိုနိုင်တဲ့ USS Ohio ဖြစ်ပြီးတော့မှအဲ့ဒီရင်ကုန်တင်ပေါ်တစ်ခုတွေအသုံးပြုပြီးတော့ ရန်သူရေတဲ့တစ်ခုလုံးကိုဖျက်ဆီးနိုင်စွရှိမှဖြစ်ပါတယ်။အခုပြောနေတဲ့ဇလန်ဟာ2025ခုနှစ်စက်တန်ဘာလလေမှာစခဲ့ပါတယ်။အဲ့ဒီအချိန်ကာလမှာတရုတ်နိုင်ငံကသူတို့ရဲ့အကြီးမားဆုံးသောဝါဒဖြန့်အောင်ပွဲတစ်ခုကိုတင်ပါခဲ့ပါတယ်။နှစ်ပေါင်းများစွာငွေကြေးအများအများတုံ့ဆွေးပြီးတဲ့နောက်ဖူဂျင်းတင်ဘောကြီးကိုစံတန်းရင်ထုတ်ဖော်ပြသခဲ့ပါတယ်။ဒီတင်ဘောကြီးဟာတရုတ်အတွက်တော့တကယ်ကိုမှဂုဏ်ယူစရာဖြစ်ပြီးတော့သူတို့မှရှိတဲ့စစ်ဖက်အင်ဂျင်နီယာနေပညာရဲ့အဆင့်အမြင့်ဆုံးအရာတွေကိုအသုံးပြုထားတာပါ။တရုတ်မှရှိနေတဲ့ တခြားလေရင်တွေတင်ဖို့အဟောင်းတွေထက်လည်းအများကြီးပိုပြီးတော့မှအဆင့်မြင့်ပါတယ်။အထူးခြားဆုံးအချက်ကတော့ American လေရင်တွေတင်ဖို့တွေမှာပါတဲ့ Electromagnetic Cataplet တွေပါဝင်လာတာပါ။စက်တမ23ရက်အင်္ဂါနေ့ကရယူထားတဲ့ဂျိုဒူဓာတ်ပုံတွေအရာဖူဂျင်းတင်ဖို့ကြီးဟာယူလင်ရေတဲ့အရှိဆက်စခန်းရဲ့အရှိဘက်ကီလိုမီတာ100လောက်မှာ Type 052ဖြတ်တင်ဖို့နှစီနဲ့အတူရှိနေတာကိုတွေ့ရပါတယ်။ဒီလိုမျိုးတင်ဖို့ကိုတိဆောက်ရတဲ့တရုတ်ရဲ့ရည်ရွယ်ချက်က တွဲရိုးတဲ့နေသားကိုကောက်ွယ်ဖို့မဟုတ်တော့ပဲသမုဒ္ဒရာတွေကိုထိန်းချုပ်တဲ့အစင်ရောက်အောင်ကြိုးစားလာတယ်ဆိုတာကိုတွေ့ရပါတယ်သူတို့ရဲ့ဂုံယူဝေကိစ္စဟာစကံမအတွင်မှာအင်အားသင့်စိတ်ပြတ်အားငယ်ရတဲ့အချိန်တွေကိုပြောင်းလဲတော့စေပါတယ်အဲ့ဒါကတော့ရေအောက်ကနေ USS Ohio ရုတ်တရက်ပေါ်လာတာပါ USS Ohio နျူကလ িয়ার ဆွမ်းအင်တို့ရေငုပ်တင်ပေါ်ဟာလေယာဉ်တွေသင်္ဘောတွေကိုဖျက်ဆီးဖို့တိစောက်ထားတာဖြစ်ပြီးတော့တွဲမဟော့ဒုံးကျည်150 40တိစောက်ထားပါတယ်ပထမကျွန်းစင်စက်တန်းမှာရှိတဲ့ တရုတ်ရဲ့ရင်ကိုတင်ပေါ်ရှာဖွေရေးကင်းလေးမှုတွေဟာအဲ့ဒီ USS Ohio ကိုလုံးဝတတိမထားမိခဲ့တာပါအဲ့ဒါကြောင့်လည်းဖူကျင်းလေရင်နဲ့တင်ပေါ်ဂျီနာကိုရောက်ရှိလာခဲ့တာပါအနောက်မီဒီယာတွေကဟိုင်နွန်ကျွန်းအနီးကဖူကျင်းရဲ့ဂျူဒူတပ်ပုံတွေကိုထုတ်ပြန်ပြီးနိုင်ပိုင်အကြမှာ USS Ohio ဟာဖိလစ်ပိုင်မှာပေါ်လာခဲ့ပါတယ်ဒီကိစ္စကိုမြောက်ကိုရီးယားနဲ့ရုရှားခေါင်းဆောင်တွေလည်းစိုးရိမ်ထိတ်လန့်တော့ခဲ့ပါတယ်အထိတ်လန့်ဆုံးကတော့တရုတ်ဖြစ်ပါတယ်တရုတ်ကနှစ်ပေါင်းများစွာကင်းလေးလေရင်နဲ့ရေအောက်စနစ်တွေတုံပြီးတော့မှ ရေငုပ်သင်္ဘောဖြည့်စစ်စင်ရေးကိုအားကောင်းလာဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ဓာရီအလုံးပြက်ကွက်ခဲ့ပါတယ်။အိုဟိုင်းယိုရေငုပ်သင်္ဘောဟာဘယ်သူမှမတိလိုက်ပဲရောက်လာခဲ့ပြီးတော့မှပြန်တော့ခဲ့ပါတယ်။ဒီကိစ္စဟာမတော်တဆဖြစ်ခဲ့တာမဟုတ်ပါဘူး။တရုတ်ကဂုံအယူဆုံးနေအဖြစ်သူတို့ရဲ့လျင်နေသင်္ဘောကြီးကိုထုတ်ဖော်ပြသတဲ့နေ့မှာတိုက်တိုက်ဆိုင်ဆိုင်အမေရိကန်ရဲ့ရေငုပ်သင်္ဘောကတရုတ်ရဲ့ကာကွယ်ရေးတွေကိုကြော်ဖြတ်ပြီးတော့မှထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ဒါဟာတရုတ်ရဲ့ရေအောက်ကာကွယ်ရေးဘလောက်အထိအဆင့်အနှိမ့်တယ်ဆိုတာကိုအမေရိကန်ကပြသလိုက်တာဖြစ်ပြီးတော့ တမင်စီစဉ်ထားတဲ့စစ်စင်ရေးတစ်ခုဖြစ်ပါတယ်။တရုတ်ရဲ့ရေတပ်ဟာကြီးမားတဲ့အပြင်ဖြတ်သင်းဘောနဲ့ frigate သင်းဘောတွေများစွာရှိပေမဲ့ခိမိ American Nuclear ရေငုပ်သင်းဘောကိုရှာဖွေဖို့မတက်စွန်းနိုင်ဘူးဆိုတဲ့သဘောကိုတက်ရောက်သွားပါတယ်။ဒီရေငုပ်သင်းဘောတွေကို sound reducing material ပေါ့နော်ဒီအထူးအပန်ရှော့ပစ္စည်းအလှော်တွေနဲ့ဖုံးအုပ်ထားပါတယ်။သူတို့ရဲ့ဓပေါင်းဖိုတွေဟာတိတ်ဆိတ်ငြိမ်သက်နေတယ်လို့ပုံအောင်နေဖို့အတွက်သမုဒ္ဒရာအပူချိန်အလှော်တွေကိုအသုံးပြုပါတယ်။တရုတ်က သူတို့ရဲ့ရင်ငုံတင်ပေါ်ရှာဖွေနိုင်စွန်းကိုတိုးတက်အောင်လှုံ့ဆော်နေတယ်လို့ပြောဆိုခဲ့ပေမဲ့အိုဟိုင်းယိုးရဲ့ရုပ်တရက်ပေါ်လာမှုကအဲ့ဒီပြောဆိုချက်တွေမှားယွင်းနေတယ်ဆိုတာကိုတက်တေပြခဲ့ပါတယ်။ဖူကျင်းကိုစားတဲ့ထုတ်ဖို့ပြားသားလိုက်တဲ့နေ့မှာအမေရိကန်ကတမင်တက်တက်သူတို့ဘလောက်အစွန်းထက်တယ်ဆိုတာကိုပြားသားလိုက်တာဖြစ်ပါတယ်။အစားတော့ကတော့ USS Ohio ကိုစစ်အတိုက်ပွဲကာလမှာနျူကလ িয়ার ဒုံးကျည်တွေတေဆောင်ဖို့တိစောက်ခဲ့တာပါ။အဲ့ဒီရင်ငုံတင်ပေါ်တစီတွေမှာ နိုင်ငံများစွာမှာရှိတဲ့စစ်တပ်တွေထက်ပိုများတဲ့ပြစ်ခတ်စွန်းအားကိုတည်ဆောက်ထားနိုင်တဲ့အဖြစ်ဘသူမှမသိပဲရေအောက်ထဲမှာတည်တံ့ပတ်ပေါင်းများစွာပုံအောင်နေထိုင်လို့ရပါတယ်။အခုတော့နျူကလ িয়ার ဒုံးကျည်တွေအစားတရမောခရုစ်ဒုံးကျည်150စီးစင်းကိုတည်ဆောက်လာခဲ့ပြီးဒုံးကျည်တစ်စင်းစီဟာကီလိုမီတာထောင်ပေါင်းများစွာဝေးတဲ့ပြစ်မှတ်တွေကိုတီးကြတဲ့ပြစ်ခတ်မှုနဲ့တိုက်ခိုက်နိုင်ပါတယ်။တရုတ်ရဲ့ဖူကျန်းတပ်ဖွဲ့တစ်ခုလုံးကိုအိုဟိုင်းယိုးဒစီတွေနဲ့ပြစ်ခတ်ဖြက်စီးလို့ရနိုင်တယ်ဆိုတာကိုဒီအချက်ကတမင်ပြသလိုက်တာပါ။ ်အမေရိကန်ရဲ့လုံဆောင်ချက်နဲ့ပတ်သက်ပြီးတော့တရုတ်ကတော်တော်လေးကိုဒေါသထွက်တော်ပြီးတော့တုံ့ပြန်မှုကလည်းပြင်းထန်ပါတယ်ကျွန်တော်တို့ဟာအမေရိကန်ရဲ့ဒီလိုအလွန်တောင်းဝန်မေ့ခြင်းလိုတဲ့လုပ်ရက်ကိုပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်ဒီလိုစည်းရေးပြသမှုမျိုးတွေဟာဒေတာရင်းညီချင်းရေးကိုရှိန်ဆောင်နေပြီးတော့ရေချောင်းတော်လာခွင့်လွယ်လွယ်မှုဆိုတဲ့အမည်အောက်မှာကြီးစိုးမှုကိုအကောင်အထည်ဖော်ဖို့ကြိုးပမ်းနေတာဖြစ်တယ်ဆိုပြီးတော့မှတင်းစားရှင်းလင်းပွဲမှာတရုတ်နိုင်ငံသားရေးဝင်ကြီးဌာနပြောရေးဆိုခဲ့ရှိသူကပြောခဲ့ပါတယ်ဒါပေမဲ့ စကလုံးတွေကလက်တွေ့အခြေအနေကိုပြောင်းလဲပေးနိုင်မှာမဟုတ်ပါဘူး။အမေရိကန်ကသူ့ရဲ့မဟာဗျူဟာနဲ့စိတ်ပိုင်းဆိုင်ရာတာလွန်မှုကိုတက်တည်ပြပြီးသားပါ။တရုတ်ရုရှားနဲ့မြောက်ကိုရီးယားကိုပေးလိုက်တဲ့တည်ထောင်စကားကရှင်းပါတယ်။ငါတို့မင်းတို့ကိုမြင်နေရတဲ့တိုက်ဆင်တဲ့အချိန်တိုက်ခိုက်နိုင်တယ်လို့ဖြစ်ပါတယ်။အိုဟိုင်းယိုးရဲ့ပေါ်လာမှုဟာတီးခြားဖြစ်ရတခုမဟုတ်ပါဘူး။အမေရိကန်ရဲ့ပစိဖိတ်သမုဒ္ဒရာကိုကင်းလှင်းနေတဲ့တိတ်ဆိတ်တဲ့နျူကလ িয়ার ရေငုပ်သင်္ဘောတွေဖြစ်တဲ့ပစိဖိတ်တရေတွေနဲ့တရုတ်ကိုဝိုင်းရင်မဲ့အစီအစဉ်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်။ အိုဟိုင်းယောက2025ခုနှစ်ဧပြီလအတွင်းဂူအန်ကျောမှာပေါ်လာခဲ့ပြီးတော့မှဇူလိုင်လမှာတော့ဩစတြေးလျနိုင်ငံ Brisbane မြို့မှာပေါ်လာခဲ့ပါတယ်။စက်တင်ဘာ3ရက်နေ့မှာတော့အိုဟိုင်းယောဟာဖိလစ်ပိုင်ပင်လယ်မှာ American Marine ရေတပ်သားတွေနဲ့အတူလေ့ကျင့်ခဲ့ပြီးတော့မှလျင်မြင်တဲ့စေရေးတုံးပြန်မှုတွေအတွက်ပြင်ဆင်ခဲ့ပါတယ်။ဒီအချိန်မှာလည်း American ကသူ့ရဲ့ရင်ငုံတင်ပေါ်အရှိဆက်စကန်တွေကိုအားကောင်းအောင်ဆောင်ရွက်နေပါတယ်။ပလီစကန်မှာတော့ American ရေတပ်ဟာ2023ခုနှစ်ဩဂုတ်လမှာစတင်ခဲ့တဲ့ ဒေါ်လာ3.4ဘီလီယံတန်စီမံကိန်းဖြစ်တဲ့ Dry Dock 5ကိုပြန်လည်တည်ဆောက်နေပြီးတော့မှအဲ့ဒီစီမံကိန်းဟာဗာဂျီနီးယားအမျိုးအစားတိုက်ခိုက်ရေးရှင်ကုန်းတင်ပေါ်အစ်စ်တွေကိုအထောက်အပံ့ပေးဖို့ဖြစ်ပါတယ်။အခုဆိုရင်စီမံကိန်းက၃ပုံ၃ပုံကျော်ပြီးစီးနေပြီဖြစ်ပါတယ်။ဒီအစင်းမြင့်တယ်မှုကစစ်ပွေးမရှိတဲ့ကာလမှာတော့တရုတ်ကိုတိတ်တဆိတ်စောင့်ကြည့်နိုင်မဲ့ထောင်လန်းမှုဆောင်ရှားရေးရှင်ကုန်းတင်ပေါ်တွေကိုဒေတာတွေမှာပုံမှုဖြန့်ကျက်နိုင်မှာဖြစ်ပါတယ်။ American ဟာရေတဲရဲ့အင်အားပြသမှုတွေကို နျူကလ িয়ার ဒုံးကျင်ဆန်တမ်းမှုတွေနဲ့လည်းပေါင်းစပ်လုပ်ဆောင်နေပါတယ်။စနေမှာစစ်ခွန်နေရနေ့ကနေ22ရက်နေ့အထိအိုဟိုင်းယိုအမျိုးအစားရင်ငုံသင်္ဘောတစ်စီးဟာထိပ်ဖူးကောင်းမပါတဲ့ Trident 2D5 ဒုံးကျင်လေဆင်းကိုဖလော်ရီဒါကန်လွန်မှာဆန်တက်ခဲ့ပါတယ်။စနေမှာလာမှာတော့ American လေတဲ့ဟာ Vanderbilt Space Force Base ကနေ Minimum 3တိုက်ရှင်ပစ်ပစ်ထိန်ဒုံးကျင်လေဆင်းကိုဆန်တက်ခဲ့ပါတယ်။ American ရဲ့ Nuclear Hunter ရဲ့အစွန်အား Beacon မှုနဲ့ ယုံကြည်စိတ်ချရမှုကိုတည်တည်ပြဖို့ဒီစံသက်မှုတွေကရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ဒီလအစောပိုင်းမှာတရုတ်ရဲ့ရင်ငုံတင်ပေါ်ကနေပြည့်လွတ်တဲ့ပေထိန်ဒုံးကျည်အသစ်ဖြစ်တဲ့ JF3 ပေါ့နော်ဒီ Submarine Launch Ballistic Missile SLBM ကိုဓာတ်ရိုက်တုံးပြန်ဖို့အတွက် American ကတိုက်ရှင်းပြည့်ပေထိန်ဒုံးကျည်နှစင်းကိုစံသက်ခဲ့တာပါ။တရုတ်ဘက်ကလည်းသူတို့စံသက်လိုက်တဲ့ဒုံးကျည်ဟာ American ရဲ့ပြည်မာကြီးအထိရောက်ရှိနိုင်တယ်လို့ဆိုထားပါတယ်။ American ရဲ့တုံးပြန်ချက်ဟာတရုတ်ကိုသာမကဘဲ မဟာမိတ်တွေဖြစ်တဲ့မြောက်ကိုရီးယားနဲ့ရုရှားတို့ကိုပါချိန်ဆလိုက်တာဖြစ်ပါတယ်။အမေရိကန်ဘက်ကတော့သူတို့သုံးနိုင်ငံကိုမကောင်းဆိုးဘောဝင်ရိုးအုပ်စုလို့နှာမည်ပြောင်းပေးထားပါတယ်။အမေရိကန်ကပေးလိုက်တဲ့သတင်းစကားကယူရှင်းပါတယ်။တကယ်လို့သာတရုတ်နဲ့ရုရှားတို့သာပစိဖိတ်မှာတခုခုလုပ်ဖို့စ조사မယ်ဆိုရင်အထူးသဖြင့်ဒီထိုင်ဝမ်ကိုတိုက်ခိုက်မယ်ဆိုရင်သူတို့အနေနဲ့ပျက်စီးခြင်းအတိကြုံတွေ့ရမယ်ဆိုပြီးတော့မှတတိပေးလိုက်တာပါ။2025ရောက်ရှိလာတဲ့အခါမှာအင်ဒိုပစိဖိတ်ဒေသမှာရှိတဲ့ရှင်ပြိုင်မှုဟာ net size ပျောက်နေတော့ခဲ့ပါတယ် အမေရိကန်ဟာတရုတ်ရဲ့ဆောင်ရွက်ချက်တွေကိုဒေါ်သာတကြီးတုံ့ပြန်လာမျိုးစီးရဲလက်ချင်းမှုပြသပြီးတော့မှတုံ့ပြန်လာမျိုးတွေမခတော့ပါဘူးအမေရိကန်ဟာ PRP ထိန်းချုပ်မှုတွေနဲ့အတူရှုပ်ထွေးတဲ့အစီအစဉ်တွေကိုလည်းစတင်ခဲ့ပါတယ်ဒီအစီအစဉ်အသစ်ဟာတရုတ်ကိုသာမကရုရှားနဲ့မြောက်ကိုရီးယားတို့ကိုလည်းဆင်ကျင်လာဖြစ်ပါတယ်2025ခုနှစ်စက်တမ်ဘာလတောင်တရုတ်ပင်လယ်လေးမှာတရုတ်ရဲ့လေယာဉ်တင်သင်ပေါ်အသစ်ကြီးရဲ့ဘေးမှာ USS Ohio nuclear ရင်ကုန်သင်ပေါ်ရုတ်တရက်ပေါ်လာတာကအမေရိကန်ရဲ့ရှုပ်ထွေးတဲ့နည်းပြဟာတွေတခုဖြစ်ပါတယ် ဒီနောက်ကွေမှာအမေရိကန်ကအခြားရှိုးဝဲအစီအမံတွေကိုလည်းလှုပ်ဆောင်ခဲ့ပါတယ်။မဟာမိတ်တွေကိုအစင်းမြင့်လက်နက်တွေတပ်ဆင်ပေးတာ၊သူ့ရဲ့နျူကလ িয়ার စစ်အင်အားကိုအစင်းမြင့်တာ၊ရန်သူတွေကိုစီးပွားရေးဖိအားပေးတာနဲ့နေပညာအသစ်တွေကိုတရုတ်စီရောက်မတော့အောင်တာစီပိတ်ပင်တာမျိုးတွေပါဝင်ပါတယ်။ဒီမဟာဗျူဟာရဲ့အဓိကအချက်ကအင်အားမမြားမှုကိုအနိုင်ယူခြင်းပဲဖြစ်ပါတယ်။တရုတ်အားကောင်းတဲ့နေရာတွေမှာဒိုက်ရိုက်ရှင်ပြိုင်တာမျိုးမလုပ်ပဲအမေရိကန်ကသူ့အားသာတဲ့ ရှိုးဝတ်တဲ့ညီပညာကိုအတုံပြူပြီးတော့မှတရုတ်ရဲ့အာဏာချက်တွေကိုတိုက်ခိုက်မှာဖြစ်ပါတယ်။လွန်ခဲ့တဲ့အနှစ်20ကျော်အတွင်းမှာတရုတ်ကကမ္ဘာအကြီးဆုံးရေတပ်ကိုတိစောက်ခဲ့ပါတယ်။ရေရင်တင်မောတွေဖြတ်တင်မောတွေနဲ့ကုန်းရည်နှစ်တွေတိုက်ခိုက်ရေးတင်မောတွေပါဝင်ခဲ့ပါတယ်။အရေးအတွေ့အရဆိုရင်တရုတ်ရဲ့ရေတပ်ဟာအမေရိကန်ထက်ပိုကြီးပုံရပါတယ်။ဒါပေမဲ့အရေးအတွေ့တွေကပုံရိပ်အပြည့်အစုံကို မဖော်ပြပါဘူး။အမေရိကန်ကတရုတ်ရဲ့ကြီးမားတဲ့ရေတပ်ကိုပိုပြီးထက်မြက်တဲ့ပိုပြီးအဆင်မြင့်တဲ့အရှုံးမကြီးတဲ့စွန်အားနဲ့တင်ပြနေပါတယ်။ USS Ohio ရောက်ရှိလာမှုကဒီအရာကိုရှင်းရှင်းလင်းလင်းပြသခဲ့ပါတယ်။ဒီအရှုံးမညီတဲ့တာလွန်မှုကတရုတ်ကိုကြီးမားတဲ့ပြဿနာတစ်ခုလေးရောက်အောင်တွန်းပို့နေပါတယ်။တရုတ်ကဒီသူ့ရဲ့ကြီးမားတဲ့ရေတပ်ကိုကာကွယ်ဖို့အတွက်ရင်မုတ်သင်္ဘောဖြတ်စစ်ဆင်ရေး ASW မှာဘီလီယံပေါင်းများစွာတုံ့ဆွေးရတော့မှာဖြစ်ပြီးအဲ့ဒီစနစ်ကလည်းလုံလောက်အောင်အာမခံသေးပါဘူး။ American လုံးလိုက်တဲ့မဟာဗျူဟာကတရုတ်ကိုငွေကြေးဖြုန်းတီးဖို့ကာကွယ်မှုသာလှုံ့ဆော်ဖို့နဲ့သူ့ရဲ့ထိုးစစ်စေးကြီးထွက်မှုကို နှီးကွေးစီကိုပြပေးနေပါတယ်။တရုတ်ကတောက်ပတဲ့ဈေးကြီးတဲ့လေယာဉ်တွေတင်ပေါ်တွေကိုတိစောင်းနေချိန်မှာအမေရိကန်ကတော့တစ်ဆယ်တီနဲ့နေမျိုးစေနိုင်တဲ့ရှိုးဝဲရင်ကုန်တင်ပေါ်တွေကိုဖန်တီးနေပါတယ်။ဒါနှစ်စစ်တရာစုရဲ့အစင်အမြင့်ဆုံးစီးရဲထောင်ချောက်ပြစ်နိုင်ပြီးတော့မှတရုတ်ကိုတစင်းပြီးတစင်းဒီထဲကိုဆွေးသွင်းနေပါတယ်။ဒီအစီအစဉ်ဟာစီးပေါ်ရေးနဲ့လည်းသက်ဆိုင်ပါတယ်။ဒီကိစ္စဟာတရုတ်ကိုသူမနိုင်လောက်တဲ့ဤပညာပြိုင်ပွဲမှာဘီလီယံပေါင်းများစွာတုံးဆွေးဖို့တွန်းပို့ပြီးတော့မှတရုတ်ရဲ့စီးပေါ်ရေးကိုတစ်ဖြည်းဖြည်းချင်းအားနည်းစေပါတယ်။ ပစိဖိုင်မှာရှိတဲ့ American ရဲ့မဟာဗျူဟာကရေတပ်ပေါ်မှာသာမူတည်နေတာမဟုတ်ပါဘူး။ပိုပြီးအရေးကြီးတဲ့မဟာဗျူဟာကတော့သူ့ရဲ့မဟာမိတ်တွေကိုအားကောင်းစေပြီးတော့တရုတ်ရဲ့ပက်လီမှာကာကွယ်ရေးတပ်နိုင်တစ်ခုအဖြစ်ပြောင်းလဲပြစ်လိုက်တာပါ။တရုတ်ကို American တနိုင်ငံတွေတိုက်ခိုက်နေတာမျိုးမဟုတ်တော့ပဲ။တရုတ်ရဲ့ဘေးမှာရှိတဲ့နိုင်ငံတွေကိုဖြူကောင်းလို့သဘောမျိုးဖြစ်အောင်ဖန်တီးပေးလိုက်တာပါ။အဲ့ဒီနိုင်ငံတွေဟာသေးငယ်ပေမဲ့လည်းတရုတ်ကသာပေါ်ပြီးတော့မှသူတို့ကိုတိုက်ခိုက်မယ်ဆိုရင်တရုတ်အတွက်ကြီးမားတဲ့ဆုံဆုံမှုတွေနဲ့ရင်ဆိုင်ရအောင်ပြင်ဆင်ပေးလိုက်တာပါ။ အမေရိကန်နိုင်ငံရဲ့မဟာမိတ်တပ်နိုင်ငံဂျင်စီမှာတရုတ်ရဲ့ကျူးကျော်မှုကိုတားဆီးပိတ်ပင်ဖို့အတွက်တောင်းဝန်ကိုစီရှိပါတယ်။ဂျပန်နိုင်ငံဟာဆိုရင်လည်းသူ့ရဲ့ငြိမ်းချမ်းရေးသဘောထားကိုထားရေးခဲ့ရပြီးတော့မှအမေရိကန်ရဲ့အကောင်ဆုံးမဟာမိတ်အဖြစ်ရပ်တည်လိုလာခဲ့ပါတယ်။ဂျပန်ဟာသူ့ရဲ့ကာကွယ်ရေးဘတ်ဂျက်ကိုစင်ဂျင်တင်အဆင့်အထိမြင့်တင်ခဲ့ပြီးတော့မှ2014မှာ Premier Cruise ဒုံးကြီး400အထိမှယူခဲ့တဲ့အပြင်ဂျပန်ပြည်တွင်းထုတ် Hypersonic လည်းနဲ့အစီအစဉ်ကိုစတင်ခဲ့ပါတယ်။အမေရိကန်ကဒါကိုထောက်ခံပြီးတော့မှ ထောင်းလင်းရေးနဲ့ကွက်ကေးရေးစနစ်တွေကိုမျှဝေပေးနေပါတယ်။ဒီအချက်ဟာဆိုရင်ဒီအရှေ့တရုတ်ပင်လယ်နဲ့ကိုရီးယားပက်လီမှာတရုတ်ရဲ့လွတ်လပ်မှုကိုကန့်သက်လိုက်တာပါ။ဩစတြေးလျနိုင်ငံဟာအမေရိကန်နဲ့ UK ရဲ့နှိပညာလွှဲပြောင်းပေးမှုကြောင့်အခုဆိုရင်နျူကလ িয়ার ရင်ငုတ်တင်ပေါ်စွန်းအားပိုင်ဆိုင်တဲ့နိုင်ငံဖြစ်လာခဲ့ပါတယ်။ဒီရင်ငုတ်တင်ပေါ်တွေဟာတရုတ်ရဲ့တောင်ပိုင်းပင်လယ်လမ်းကြောင်းတွေကိုဆင်းရှောင်းနေပြီးတော့ပထမကျွမ်းစဉ်စက်တန်းကိုအနောက်ဆက်ပေးမဲ့တရုတ်ရဲ့ကျွတ်ပဲမှုကိုအားနေစေပါတယ်။ မြောက်ကိုရီးယားရဲ့ရှိန်ချောင်မှုကြောင့်စစ်ရင်အားတောင်းတင်းပြီးသားဖြစ်တဲ့တောင်ကိုရီးယားဟာပန်နန်ဒီပက်ထရီယိုလိုမျိုးအမေရိကန်ဒုံးကျည်ကာကွယ်ရေးတွေနဲ့ကာကွယ်ထားပါတယ်။အမေရိကန်ကတောင်ကိုရီးယားရဲ့ဒုံးကျည်နဲ့ရေတန်းစွန်းအားကိုကြီးထွားစေဖို့လည်းခွင့်ပြုထားပါတယ်။တရုတ်ကဒီအရှေ့မြောက်ပိုင်းမှာအလုံးများစေပြီးတော့မှမြောက်ကိုရီးယားကိုတရုတ်ရဲ့ဒီစစ်တူရင်ရုပ်တရုတ်လိုအသုံးပြုလို့မရအောင်တားမြစ်လိုက်တာဖြစ်ပါတယ်။2023ခုနှစ် EDC ရဲ့သဘောတူညီချက်အရ ဖိလစ်ပိုင်ဟာအမေရိကန်အတွက်အရှေ့ဆိုင်စခန်းအသစ်၄ခုကိုအသုံးပြုခွင့်ပေးခဲ့ပါတယ်။ဒါတွေဟာတောင်တရုတ်ပင်လယ်နဲ့လူဇွန်ရေလက်ကြားကိုထိဆိုးဖို့အတွက်အလွန်အရေးကြီးပါတယ်။တရုတ်ကထိုင်ဝမ်ကိုကျူးကျော်ဖို့ကြိုးစားမယ်ဆိုရင်အဲ့ဒီနေရာဟာတော်ကျဲနေရာတစ်ခုဖြစ်ပါတယ်။ထိုင်ဝမ်ကို F-16V တိုက်လေယာဉ်တွေဟာဖွန်တင်ပေါ်ဖြစ်ဒုံးကျည်တွေနဲ့သင်းငေမြန်ဆန်ပြီးတော့မှဖြက်စီအားကောင်းတဲ့လက်နက်ရာပေါင်းများစွာတပ်ဆင်ပေးနေပါတယ်။ပန်းနိုင်ကတော့ထိုင်ဝမ်ကိုကျူးကျော်ခြင်းဟာတရုတ်အတွက်အင်မတန်ကုန်ကျစရိတ်များစေဖို့ဖြစ်ပါတယ်။ ီမဟာမိတ်တွေအားလုံးကတရုတ်ကိုဒီပထမကျွန်းစင်ဆက်တန်းအတွင်မှာပိမိစီပြီးတော့တရုတ်ရဲ့ရေချောင်းဝင်ထွက်မှုကိုကန်ဆယ်လိုက်တာကြောင့်တကယ်လို့ဒီစစ်ပွဲစတင်မယ်ဆိုရင်စစ်မျက်နှာများစွာမှာတိုက်ခိုက်ဖို့လိုအပ်လာမှာဖြစ်ပါတယ်ဒီလိုပြဿနာမျိုးကိုတရုတ်စစ်ဗိုလ်ချုပ်ကြီးတွေဘလို့နီးနေမှာဖြစ်ရှင်းနိုင်မှာမဟုတ်ပါဘူးဒီအရာအားလုံးရဲ့အထက်မှာအမေရိကန်ရဲ့နျူကလ িয়ার စွန်အားတည်ရှိနေပါသေးတယ်အမေရိကန်ကသူ့ရဲ့ကုန်းချောင်းရေချောင်းဒီခေါင်းငယ်ပေါ့နော်နီလန်သုံးတွေအတွက် နျူကလ িয়ার ကင်တာကိုအစင်းမြင့်တင်ဖို့ဘီလီယံပေါင်းများစွာသုံးစွဲခဲ့ပါတယ်။2025ခုနှစ်စက်တင်ဘာလမှာမီနီမယ်ထရီဒုံးကျည်တွေစံသက်တာကိုလံဘီယာကလပ်စီရင်ကုန်တင်ပေါ်အသစ်တွေတည်ဆောက်တာ B21 ရေဒါလိုမျိုးကိုပြောက်ဘုံကျေးလျင်တွေတည်ထွင်လာလို့ပါဝင်ပါတယ်။ဒီနျူကလ িয়ার ဆွန်အားဟာအဆုံးစွန်ကာကွယ်ရေးဖြစ်ပါတယ်။တရုတ်နဲ့ရုရှားတို့လုံတဲ့ပြဿနာတွေကြောင့်ပစိဖိတ်ဒေသမှာနျူကလ িয়ার စစ်ပွဲကြီးအဖြစ်ပြောင်းလဲသွားနိုင်တယ်ဆိုတာကိုအမေရိကန်ကတတိပေးနေတာပါ။နောက်ပြီးတော့အဲ့ဒီနေပေမှာလည်း အမေရိကန်လောက်ဘသူကမှမစွန့်ဆောင်နိုင်ဘူးဆိုတာကိုပြသနေတာပါ။တရုတ်ကဒီသူ့ရဲ့ကိုပိုင်နျူကလ িয়ার လက်နက်တိုက်ကို အမြင့်တိဆောင်းနေပေမဲ့အမေရိကန်နဲ့ရုရှားတို့ရဲ့နောက်မှာအများကြီးပြတ်တင်နေပါပြီ။ဂူဝန်ကျုံးပေါ်ကအမေရိကန်နျူကလ িয়ার အရှေ့ဆိုင်စခန်းတွေနဲ့ပစိဖိတ်မှာရှိတဲ့ရင်ငုတ်တင်ဘောတွေကအမြင့်တန်းညူဆွန့်အင်အပြည့်အဝနဲ့ရှိနေပါပြီ။အမေရိကန်ရဲ့နျူကလ িয়ার ဆွန့်အင်သုံးကာကွယ်မှုဟာတရုတ်ရဲ့စီးရီးမှန်ချက်တွေကိုပိတ်ဆို့ထားပြီးတော့မှတရုတ်ရဲ့တူးကျော်မှုကိုထိန်းချုပ်ထားပါတယ်။ တရုတ်ရုရှားနဲ့မြောက်ကိုရီးယားတို့ကလည်းလက်ပိုက်ကြည့်နေကြတာမဟုတ်ပါဘူးတရုတ်ကလည်းနီလန်သုံးတွေနျူကလ িয়ার ကန်တာကိုအစင်းမြင့်တင်နေတယ်လို့အသင်ထမ်းမြန်တဲ့ဒီလက်နက်တွေနဲ့အမေရိကန်ဂျူဒူးတွေကိုပြစ်မှတ်ထားနိုင်တဲ့ဂျူဒူးဖြက်လက်နက်တွေကိုလည်းတိဆောက်နေပါတယ်ဒါတွေဟာအမေရိကန်ရဲ့အာဏာချက်ဖြစ်နေပါတယ်အဲ့ဒါအပြင်တရုတ်ဟာကဘလန်စီမံကိန်းအစီအစဉ်ကိုဖော်ဆောင်နေပြီးတော့မှဩဇာလွန်မှုမှုရရှိအောင်ပြုလုပ်နိုင်ပါတယ်ဒါပေမဲ့အဲ့ဒီစီမံကိန်းကတော့သိမ့်မဟန်တော့ပါဘူးအဲ့ဒီအကြောင်းကိုလည်းကျွန်တော်ရှေ့ကဗီဒီယိုတစ်ပုဒ်လုပ်ပြီးတော့မှတင်ဆက်ပေးခဲ့ပြပါတယ် အရှေ့တောင်အာရှနဲ့ဗစီဖိတ်နိုင်ငံတွေကိုတရုတ်နဲ့ရင်းနှီးမှုရှိအောင်လှုပ်ဆောင်နေတာပါရုရှားကယူကရိန်းစစ်ပွဲကြောင့်အားနေတော့ပေမဲ့တရုတ်ရဲ့အငေတဲ့မိဖက်အဖြစ်လှုပ်ဆောင်နေပြီးရင်ကုန်တင်မောနဲ့လေချောင်းကောက်ကွေရေးလိုမျိုးအစင်းမြင့်နေပြီးညာတွေကိုဖလှယ်ပေးနေပါတယ်သူတို့နဲ့နိုင်ငံဟာ2025ခုနှစ်ဩဂုတ်လမှာအရှေ့တရုတ်ပင်လယ်မှာပူတွေးရေတက်လက်ချက်မှုတွေပြုလုပ်ခဲ့ပါတယ်နောက်ကိုရီးယားကတော့ပြဿနာဖန်တီးသူအခန့်ကဏ္ဍကိုရာယူထားပြီးဒုံးကျည်စံတမ်းမှုတွေနဲ့အမေရိကန်ရဲ့အာရုံကိုပြောင်းလဲနေပါတယ် ဒေတာကိုမတီမညီဖြစ်အောင်လုပ်ဖို့ကတော့မြောက်ကိုရီးယားရဲ့တာဝန်ဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီသုံးနိုင်ငံမှာအကြောင်းတွေရှိပါတယ်သူတို့ဟာစစ်မှန်တဲ့မဟာမိတ်အဖွဲ့တွေမဟုတ်ပါဘူးအမေရိကန်ကိုဆန်းကျင်တဲ့နေရာမှာတူညီကြတဲ့အကျိုးတူစီးပွားဖက်နိုင်ငံတွေသာဖြစ်ပါတယ်ရုရှားအနေနဲ့လည်းတရုတ်ရဲ့လက်အောက်ခံသဘောမျိုးဖြစ်ရတာကိုဘလို့မှမနှစ်သက်သလိုမြောက်ကိုရီးယားရဲ့ပေါ်ဆမှုကြောင့်တရုတ်ရဲ့အစီအစဉ်တွေထိခိုက်သွားမှာကိုတရုတ်ကအမြဲတမ်းစိုးရိမ်ထိတ်လန့်နေပါတယ်အမေရိကန်ကလည်းမဟာဗျူဟာတွေကိုအမျိုးမျိုးတုံးပြီးတော့ဖိအားပေးပြီး အဲ့ဒီသုံးနိုင်ငံကိုွေပြေတော်ဖို့အတွက်အမြဲတမ်းစူးစမ်းနေပါတယ်အဆုံးမှာတော့ဗစီဖိတ်မှာရှိတဲ့ဒီ American အစီအစဉ်အတစ်ဟာစီအေးတိုက်ပွဲကာလာဟောင်းကထိရှုပ်ရေးမူဝါဒနဲ့ဆင်တူပါတယ်ဒါပေမဲ့ဒီ၂၁ရာစုအတွက်အစဲမြင့်တင်ထားတဲ့နေပြည်တော်ဖြစ်ပါတယ်ဗစီဖိတ်ဟာစီအေးတိုက်ပွဲအသေးရဗဟုချက် ဖြစ်လာခဲ့ပါပြီတရုတ်ရဲ့ဒီကြီးမားလာတဲ့ဇေတ်တ်ကို American ကသူ့ရဲ့အစဲမြင့်နေပညာတွေနဲ့တံပြန်နေပါတယ်တရုတ်ရဲ့ပပတ်လီမှာလည်းမဟာမိတ်နိုင်ငံတွေကိုဖြွေစည်းလိုက်ပြီးတော့တိုင်းတစ်ခုတည်းပွဲတရုတ်ကိုဝန်းရံထားပါတယ် ဒါကြောင့်ဏီကုံရှုံအနေနဲ့ကျွန်တော်ပြောရမယ်ဆိုရင်ဒီကနေ့ခေတ်စိတ်အင်အားဘလောက်အထိတောင်းနေနေဆိုတာကိုတိုင်းတာဖို့အတွက်ကအရေးအတွက်ဘလောက်အထိများတယ်ဆိုတာထက်ပေါ့နော်ဒီနေပညာဘလောက်အထိမြင့်တယ်လဲဆိုတာကအရေးကြီးပါတယ်အမေရိကန်ရဲ့မဟာဗျူဟာတွေကပစိဖိတ်ဒေသမှာဖြစ်နေတဲ့တင်းမာမှုတွေကိုရှင်းရှားနိုင်မလားပို့ပြီးတော့မှဆိုးဝါးတော်စီမလားဆိုတာကတော့မသိရသေးပါဘူးတရုတ်အရှက်ရခဲ့တဲ့ကိစ္စကိုဘလို့တုံးပြန်မလဲဆိုတာကလည်းမသိရသေးပါဘူးနောက်ပြီးတော့ ဒီအဖြစ်အပျက်တွေကကမ္ဘာစီးပွားရေးကိုဘယ်လိုထိခိုက်မှုတွေရှိလာမလဲဆိုတာကအစားအလုံးကိုကျွန်တော်တို့အနေနဲ့စောင့်ကြည့်ရမှာဖြစ်ပါတယ်လို့ပြောကြရင်းနဲ့ပဲဒီဗီဒီယိုကနေနှုတ်ဆက်လိုက်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒါတော့ပါပဲဗီဒီယိုကိုအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်နေ့တွေမှာလည်းအခုလိုမျိုးလက်တော်ဖြစ်ပျက်နေတဲ့ကမ္ဘာနိုင်ငံရဲ့အခင်အကျင်းတွေဘူးဒူရာရစီပြီးတော့မှထူးခြားဆန်းပြတဲ့အကြောင်းအရာတွေကိုအမြဲတမ်းရှာဖွေတင်ဆက်ပေးနေအောင်ပါမို့စောင့်မျှော်ကြည့်ကြပါအောင်ခင်ဗျာနောက်ထပ်ဗီဒီယိုတစ်ပုဒ်မှပြန်တွေ့ကြရအောင်ပါ အောက်လမ်းမှာဘွဲလက်မှတ်နဲ့တက္ကသိုလ်အမှတ်စရင်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဈေးနှုန်းသက်သာဆုံးနဲ့အမြန်ဆုံးဝန်ဆောင်မှုပေးနေပါပြီ။ဖုန်းနံပါတ်39668 6နှစ်တ695နဲ့399 905 653 6လေးတိုနဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှယူနိုင်ပါတယ်။အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါတော့ရှင်။